အားလုံးပဲမင်္ဂလာပါခင်ဗျာအခုပြောပြပေးတော့မှာကတော့မေဘက်ကနေ KP Weight Pay ကိုအသုံးပြုပြီးတော့ငွေတွင်းနှင်းငွေထုတ်နှီးကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အချိုးရှိတယ်ဆိုရင်ဗီဒီယိုကို Like လုပ်ပြီးတော့ Channel ကို Subscribe ပြုလုပ်ပြီးတော့ကြားပါအောင်ခင်ဗျာမေဘက်အကောင့်ဖွင့်ဆိုကစား Channel မိတ်ဆွေများကတော့ဒီဗီဒီယိုရဲ့ Description မှာမေဘက်အကောင့်ဖွင့်ဒီဗီဒီယို link ထည့်ထားပေးမှာဖြစ်လို့ description link ကနေဝင်ရောက်လည်လာပြီးတော့မေဘက်အကောင့်ဖွင့်ဆိုကစားလို့ရပါတယ်ခင်ဗျာ ကျွန်တော်တို့အရင်ဆုံးငွေတွင်းကြီးကိုကြည့်အောင်ငွေတွင်းဖို့အတွက်မီနူကိုနှိပ်ပေးပါဒီပိုဇစ်ကိုနှိပ်ပေးပါ KB နဲ့ငွေတွင်းကြီးကိုအရင်ကြည့်အောင် KB ကိုနှိပ်ပေးပါကျွန်တော်ကဒီမှာနမူနာဖြည့်ပြမှာဖြစ်ပါတယ်မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့အချက်လက်ကိုဖြည့်ပေးပါခင်ဗျာဒါမှမိတ်ဆွေတို့အကောင့်တွေကိုငွေဝင်လာမှာပဲဖြစ်ပါတယ်

အကောင့်အမည်ကိုထည့်ပေးပါခင်ဗျာကျွန်တော်ကနမူနာနာမည်တစ်ခုထည့်ပြပါမယ်ခင်ဗျာကျွန်တော်တို့ငွေသွင်းမဲ့ပမာဏ KB ဖုန်းနံပါတ် KB အမည်ကိုထည့်ပြီးသွားရင်တော့အပေါ်မှာအတက်ဖြစ်နေတဲ့ agent ဖုန်းနံပါတ်ရှိပါခင်ဗျာအဲ့ဒါကို copy ယူလို့ရတာလည်းရှိပါတယ် copy ယူပြီးတော့မိတ်ဆွေတို့ရဲ့ KB ထဲမှာအရင်ဆုံးငွေတော့လွှဲပေးပါခင်ဗျာငွေလွှဲပြီးရင်မိတ်ဆွေတို့ KB ထဲမှာရလာတဲ့ transition history ထဲမှာရှိတဲ့ KBZ လုံဆောင်မှုအမှတ်အလုံး20ကိုဒီ20 digits ဆိုတဲ့နေရာမှာအားလုံးကိုမှန်ကန်စွာပြန်လည်ဖြည့်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာကျွန်တော်ကနမူနာအလုံး20ကိုဖြည့်ပြမှာဖြစ်ပြီးတော့မိတ်ဆွေတို့ကမိတ်ဆွေတို့ရဲ့ KBZ လုံဆောင်မှုအမှတ်အလုံး20လုံးကိုမှန်ကန်စွာဖြည့်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာကျွန်တော်တို့ငွေတက်မဲ့ပမာဏ KB ဖုန်းနံပါတ် KB အမည် KB ဇက်လုံးဆောင်မှုအမှတ်အလုံး20လုံးကိုမှန်ကန်စွာထည့်ပေးသွားရင်တော့ confirm ကိုလိုက်ပေးပါခင်ဗျာဒါဆိုရင် KB နဲ့ငွေတွင်းလာအောင်မြင်တော့မှာဖြစ်ပါတယ်မိတ်ဆွေတို့ account ကို15မိနစ်အတွင်းငွေဝင်လာမှာလိမ့်မယ်ခင်ဗျာကျွန်တော်တို့ဝေးနဲ့ငွေတွင်းကိုဆက်ပြီးကြည့်အောင်ဝေးကိုနှိပ်ပေးပါခင်ဗျာကျွန်တော်ကဒီမှာနမူနာအချက်လက်တွေကိုဖြည့်ပြမှာဖြစ်ပါတယ်မိတ်ဆွေတို့ကမိတ်ဆွေတို့ဝေးအချက်လက်အားလုံးကိုမှတ်ကပ်သွားဖြည့်ပေးပါဒါမှမိတ်ဆွေတို့ account ကိုငွေဝင်လာမှာပဲဖြစ်ပါတယ်ခင်ဗျာ ်အပေါ်တော့မငွေတမဲ့ပမာဏကိုထည့်ပြပါခင်ဗျာတဲ့ဤဝိပေဖုန်းနံပါတ်ဆိုတဲ့နေရာမှာမဲဆိုတဲ့ဝိပေဖုန်းနံပါတ်ကိုမှန်ကန်စွာဖြည့်ပေးပါခင်ဗျာကျွန်တော်ကနမူနာနံပါတ်တစ်ခုကိုဖြည့်ပြမှာဖြစ်ပါတယ်တင်ရွေးပြီးအကောင့်ကန်ဆောင်သူအမည်ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ဝေးအကောင့်အမည်ကိုမှန်ကန်စွာထည့်ပေးပါခင်ဗျာ ကျွန်တော်ကနမူနာနာမည်တခုကိုထည့်ပြပါမယ်ခင်ဗျာကျွန်တော်တို့ငွေတက်မဲ့ပမာဏဝေးဖုန်းနံပါတ်ဝေးအမည်ကိုထည့်ပြီးသွားရင်တော့အပေါ်မှာအတက်ဖြစ်နေတဲ့ဝေးအေဂျင့်ဖုန်းနံပါတ်ရှိပါတယ်ခင်ဗျာ copy ယူလိုက်ရတာဒီကိုနှိပ်ပြီးတော့မိတ်ဆွေတို့ရဲ့ဝေးထံမှာအရင်ဆုံးငွေတွားလွှဲပေးပါခင်ဗျာငွေလွှဲပြီးရင်ကျွန်တော်တို့ way transition history မှာရှိတဲ့ဝေးလုပ်ငန်းစဉ်အမှတ်ကိုဒီ sales to damages ဆိုတဲ့နေရာမှာ အားလုံးကိုမှန်ကန်စွာပြန်လာဖြည့်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာကျွန်တော်ကနမူနာကိုဖြည့်ပြမှာဖြည့်ပြီးတော့မိတ်ဆွေတို့ကမိတ်ဆွေတွေဝေးလုံးနေစေအမှန်အားလုံးကိုမှန်ကန်စွာဖြည့်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာကျွန်တော်တို့ဝေးမှာပို့တာတခုရှိပါတယ်အဲ့ဒါကတော့ငွေတွင်းအတိဘူးစကရင်ရှော့ကိုတောင်းရင်ဒီအပောင်းလက္ခဏာလေးကိုနေပြီးတော့မိတ်ဆွေတို့ငွေတွင်းအတိဘူးစကရင်ရှော့လေးကိုထည့်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာမတောင်းရင်တော့ထည့်ပေးကြမလိုပါဘူးခင်ဗျာကျွန်တော်တို့ ငွေတွင်းမှာပမာဏဝေးဖုန်းနံပါတ်ဝေးအမီငွေတွင်းအတီးပြူစကရင်ရှော့ဝေးလုပ်ငန်းစဉ်အမအားလုံးကိုဖြည့်ပြီးသွားရင်တော့ confirm လေးကိုနေပေးပါခင်ဗျာဒါဆိုရင်ဝေးနဲ့ငွေတွင်းကအောင်မြင်လုံးမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ငွေတွင်းနေပြီးတော့ငွေထုတ်နေကိုဆက်ပြီးကြည့်အောင်ခင်ဗျာကျွန်တော်တို့မဲဘက်မှာငွေထုတ်မယ်ဆိုရင်အရင်ဆုံးကိုကြီးအချက်လက်ဖြည့်ချဖို့လိုအပ်ပါတယ်ခင်ဗျာကိုကြီးအချက်လက်ဖြည့်နေကိုကျွန်တော်အရှိအ မဲ့ဘက်အကောက်ဖွင့်လေးဗီဒီယိုမှာတင်ပြီးသားဖြစ်လို့ကျွန်တော်တို့ description link ကနေဝင်ရောက်ပြီးတော့မဲ့ဘက်အကောက်ဖွင့်လေးဗီဒီယို link ကနေကျွန်တော်တို့ကိုကြီးအချက်လက် personal profile ဖြစ်နေကိုဝင်ရောက်လေ့လာလို့ရပါတယ်ခင်ဗျာကျွန်တော်တို့ကိုကြီးအချက်လက်ဖြစ်တာမှာငွေထုတ်လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ငွေထုတ်ဖို့အတွက် menu ဝင်နေပြီပါစတဲ့အလုံးလေးဝင်နေပြီပါခင်ဗျာ withdraw လေးကိုနေပြီပါ ျွန်တော်တို့ KB နဲ့ငွေထုတ်နေဖို့အရင်ဆုံးကြည့်အောင် KB ကိုနှစ်ပြပါခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ကငွေထုတ်မယ်ဆိုရင်ကိုရေးချက်လက် personal profile ပြည့်ထားမှငွေထုတ်လို့ရမှာဖြစ်တဲ့အတွက်အရင်ဆုံးကိုရေးချက်လက် personal profile ပြည့်ထားပြီးပါခင်ဗျာပြီးရင်ကျွန်တော်ကဒီမှာနမူနာအချက်လက်တွေကိုဖြည့်ပြန်မှာဖြစ်ပြီးတော့မိတ်ဆွေတို့ကမိတ်ဆွေတွေရဲ့ KB အချက်လက်အားလုံးကိုမှန်ကန်စွာဖြည့်ပြီးပါဒါမှမိတ်ဆွေတို့ account တွေကိုငွေဝင်လာမှာပဲဖြစ်ပါတယ်ခင်ဗျာအပေါ်ဆုံးမှာငွေထုတ်မဲ့ပမာဏကိုထည့်ပြပါခင်ဗျာ ပြ KP account number ဆိုတဲ့နေရာမှာမိတ်ဆွေရဲ့ KP account number ကိုမှတ်ကန်စွာထည့်ပေးပါခင်ဗျာကျွန်တော်ကနမူနာဖုန်းနံပါတ်တစ်ခုကိုထည့်ပြပါမယ်ပြာ KP account name ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ KP account အမည်ကိုမှတ်ကန်စွာထည့်ပေးပါခင်ဗျာကျွန်တော်ကနမူနာနံပါတ်တစ်ခုကိုထည့်ပြလိုက်ပါမယ် ကျွန်တော်တို့ငွေထုံးပမာဏ KB ဖုန်းနံပါတ် KB အမည်ကိုဖြည့်ပြီးတော့ရောကွန်ဖန်ကိုလက်ပေးပါခင်ဗျာဖုန်းနံပါတ်ချိန်ထားရင် SMS ကုတ်ကြပါလိမ့်မယ် SMS ကုတ်ကိုရိုက်ထည့်ပြီးတော့ကွန်ဖန်ကိုထည့်နေပေးပါခင်ဗျာဒါဆိုရင်ကျွန်တော်တို့ KB နဲ့ငွေထုတ်တာအောင်မြင်တော့မှာပဲဖြစ်ပါတယ်မိတ်ဆွေတို့အကောင့်ထင်ကိုနိုင်ဝဲအတွင်းငွေဝင်လာပါလိမ့်မယ်ခင်ဗျာကျွန်တော်တို့ဝေးနဲ့ငွေထုံးတွေကိုဆက်ပြီးကြည့်အောင်ဝေးကိုနှိပ်ပေးပါခင်ဗျာ ျွန်တော်ဒီမှာလည်းနမူနာအချက်လက်တွေကိုဖြည့်ပြပါမယ်မိတ်ဆွေတို့ကတော့မိတ်ဆွေတွေရဲ့ဝေးအချက်လက်အမှန်ကိုဖြည့်ပြပါခင်ဗျာဒါမှမိတ်ဆွေတို့အကောင့်တွေကိုငွေဝင်လာမှာပဲဖြစ်ပါတယ်အပေါ်ဆုံးမှာငွေထုံးမဲ့ပမာဏကိုထည့်ပြပါခင်ဗျာကျင်ဝေးပေးဖုန်းနံပါတ်ဆိုတဲ့နေရာမှာမိတ်ဆွေတွေဝေးပေးဖုန်းနံပါတ်ကိုမှန်ကန်စွာထည့်ပြပါခင်ဗျာ ဒါကနမူနာဖုန်းနံပါတ်ကိုဖြည့်ပြချင်တာဖြစ်ပါတယ်မိတ်ဆွေတို့ကမိတ်ဆွေတွေဝေ့ပြီးဖုန်းနံပါတ်ကိုထည့်ပေးပါခင်ဗျာတင်ဝေ့ပြီးအကောင့်ကိုင်းဆောင်တို့အမိဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ဝေ့ပြီးအမိကိုမှန်ကန်စွာထည့်ပေးပါခင်ဗျာကျွန်တော်တို့ငွေထုံးမဲ့ပမာဏဝေ့ဖုန်းနံပါတ်ဝေ့အမိကိုမှန်ကန်စွာထည့်ပြီးတော့ရောကွန်ဖန်ကိုနှိပ်ပေးပါခင်ဗျာဖုန်းနံပါတ်ချိန်ထားရင်ကျွန်တော်တို့ SMS code ကြားလာပါလိမ့်မယ် SMS code ကိုရိုက်ထည့်ပြီးတော့ကွန်ဖန်ကိုထည့်နှိပ်ပေးပါခင်ဗျာဒါဆိုရင် မိတ်ဆွေတို့အကောင့်တွေကိုနိုင်ဝက်တွင်ငွေဝင်လာမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ဗီဒီယိုကို like လုပ်ပြီးတော့ channel ကို subscribe ပြုလုပ်ပေးသွားကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ